စစ်ကောင်စီကအပြေးခတ်ရစီကြောင်းကြီးညာပြီးတဲ့နောက်ရခိုင်စကိုင်းနဲ့ကရှင်ပြည်နယ်အတွင်းကနေရာ၅ခုကိုဘုံလုံးရေတရာကျော်ကြီးချတိုက်ခိုက်ခဲ့ပါရယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံရှိန်ကြီးရွာအနီးတစ်ဝိုက်ကိုပြေလာ၃ရက်နေ့မနက်၇နာရီကျော်အချိန်မှာစစ်ကောင်စီက draw ဘုံအလုံး40လောက်ကြီးချတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးအလုံး30ကျော်အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါရယ်အလားတူပဲစကိုင်းနဲ့ကရှင်ပြည်နယ်မှာလည်း ဘုံအလုံးရဲ့တရားနီးပါးကြေရှာတိုက်ခိုက်ခဲ့တယ်လို့ KIO ဒုတိယဘူရှုပ်ကြီးဂွန်မော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်မြေပုံနဲ့တကွရေးသားထုတ်ပြန်ထားတာဖြစ်ပါတယ်။အရှင်ပြည်နယ်ဗန်းမော်မြို့ကိုဧပြီလ3ရက်နေ့မှာဝိုင်းတွဲနဲ့စုစုပေါင်းဘုံအလုံးရဲ့30လောက်ကိုကြေရှာတိုက်ခိုက်ခဲ့တယ်လို့စကိုင်းတိုင်းအင်းတော်မြို့ကိုလည်းဧပြီလ3ရက်နေ့မှာဝိုင်းတွင်းနဲ့ဘုံအလုံးရဲ့45လုံးလောက်ကြေရှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာစစ်ကောင်စီက တနိုင်ငံလုံးအပြစ်ရစေးကြောင်းကြီးညာပြီးတဲ့နောက်မှာတက်ခတ်ခဲ့တာဖြစ်ပါတယ်။